မင်္ဂလာပါပရိသတ်တို့အမေဆုံမိုးတက်တော်ကြီးဟာကဘာပေါ်မှာအကြီးဆုံးမိုးတက်တော်ကြီးဖြစ်ပြီးအဲ့တက်တော်ကြီးထဲမှာအင်းဆက်မျိုးစားပေါင်းတန်း30နဲ့အခြားတိရစ္ဆာန်မျိုးစိတ်များစွာနေထိုင်ကြစားကြပါရည်။ဒါပြင်အမေဆုံမိုးတက်တော်ကနေကဘာအောက်ဆီဂျင်ပမာဏ၏20%ရာခိုင်နှုန်းကိုထုတ်လုပ်ပေးပါသေးတယ်။ဒါရင်မကားသေးပါဘူး။အမေဆုံမိုးတက်တော်ကြီးဟာကဘာပေါ်ကအန္တရာယ်ရှိဆုံးတိရစ္ဆာန်တွေရဲ့နေထိုင်ကြစားရအိမ်လေးဖြစ်ပါရည်။ ဒီဗီယိုထဲမှာတော့ပရိသတ်တို့ကိုအမေဆုံမိုးတက်တော်ကြီးကအန်ရီရှိသောတိရစ္ဆာန်တွေအကြောင်းကိုပြောပြပေးသွားပါမယ်။နံပါတ်5ဘူလက်အန်တို့မဟုတ်ကြီးစံပရွက်စိကြီးစံပရွက်စိတွေကိုအမေဆုံတောဟုတ်တီထဲမှာတွေ့တယ်ဆိုရင် လုံးဝကိုမှသွားမထီးတင်ပါဘူး။ကြီးစံပရွက်စိတကောင်ကြိုက်တာခံရပြီဆိုရင်တော့ကြိုက်ခံရတဲ့နေရာတစ်ဝိုက်ကအရန်ကိုမှနာကျင်သွားမှာပါ။ဒီပရွက်စိတွေရဲ့အစိတ်ဟာလူသားတွေကိုရှာတွေ့သည်များထဲမှာအနာကျင်ဆုံးစိတ်ဖြစ်ပါတယ်။ ပြားတကောင်တုတ်တာတင် DPS ကြိုက်တာကအစာ30လာပိုနာကျင်ပါတယ်။ပရဲစိတ်တွေကြိုက်တာခံလိုက်ရတဲ့နေရာဟာတနက်နဲ့ပြစ်ခံလိုက်ရသလိုခံစားရတာကြောင့်သူတို့ကိုကြည်စံပရဲစိတ်လို့ခေါ်ကြတာဖြစ်ပါတယ်။သူတို့ဟာများသောအားဖြင့်အပင်ရဲ့ပေးစီချိန်မှနေထိုင်ကြတာပါ။သူတို့ဟာသူတို့ကိုတိုက်ခိုက်နေပြီလို့ခံစားရတာနဲ့ကြီးမားတဲ့တိရစ္ဆာန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ဘယ်တဲ့တော်ကောင်မဆိုထက်ခါတက်ခါကြိုက်ပါတော့တယ်။ သူတို့ရဲ့အစိမ့်ဟာအလွန်မင်းနာကျင်တာရောင်ရမ်းတာနဲ့ပူလောင်သလိုပူဆက်ဆက်ခံစားရစေနိုင်ပါတယ်။ဒါပြင်သူတို့ရဲ့စိတ်တင်ဟာ24နာရီလောက်ထိအာနိသင်ရှိပါတယ်။နံပါတ်၄ပရာနာအတာစာငါးမြောင်းပရာနာငါးတွေကအမေဆုံမိုးတစ်တော်တွေကကြောက်စရာကောင်းဆုံးတတော်ဝါတွေလို့ပြောလို့ရပါတယ်။သူတို့ဟာရေချိုငါးတွေဖြစ်ပြီးတော့သူတို့ရဲ့တန်မာတဲ့မေယိုနဲ့ထက်မြက်တဲ့သွားတွေကြောင့်အထူးထင်ရှားလာပါတယ်။သူတို့ဟာအတာစာငါးတွေထဲမှာအကိုက်ဆုံးငါးတွေဖြစ်ပြီးတော့အနေရောင် ပရာနာတွေကကြောရုပ်ရှိတတဝါရီထဲမှာအာပြင်းဆုံးကိုက်နေတဲ့တတဝါရီဖြစ်ပါတယ်။ပပရာနာတွေရဲ့ကိုက်ချက်ကအကိုက်ခံရတဲ့တတဝါရီအသားတွေကိုလို့ကိုသူတို့စားဖြစ်သွားအောင်လုပ်ပြတာပါ။သူတို့ဟာအဓိကအားဖြင့်ငါးရီအင်းဆက်တွေ၊ရင်းညိတွေနဲ့ဆေးဆံတွေကိုစားသုံးကြပါတယ်။ပရာနာတွေအဖွဲလိုက်တိုက်ခိုက်အမဲလိုက်တာရှားတွေဆိုပေမဲ့အရန်ကိုစားလောင်နေချိန်ဒါမှမဟုတ်လူတွေကသူတို့ကိုတိုက်ခိုက်နေလို့ထင်းနေချိန်တွေမှာသူတို့ကအုပ်စုဖွဲ့တိုက်ခိုက်တတ်ကြပါတယ်။ အဲ့လိုပရာနာတွေအုပ်စုလိုက်ကြိုက်တာခံရပြီဆိုရင်တော့မိနစ်နေငယ်တည်းမှာခန္ဓာကိုယ်ဟာရှိသမျှအသားတွေအကုန်လုံးအစာသုံးခံရတာဖြစ်ပါတယ်ပရာနာတွေကလူသားတွေကိုတိုက်ခိုက်တာရှားပါတယ်ဒါပေမဲ့အစာရှားတဲ့နေရာဒီလိုချိန်ပြိုးဆိုရင်တော့လူတွေကိုလည်းအလွတ်ပေးလောက်မင်းမထင်ပါဘူးနံပါတ်3လျှက်စင်ငရှင်လျှက်စင်ငရှင်နေဟာလျှက်စစ်တအားဘုံ900လောက်ကိုထုတ်လွှတ်နိုင်တဲ့အမေဆုံတောအုပ်ထဲမှာတစ်ခုတည်းသောတရိတ်ဆန်တွေဖြစ်ပါတယ် ဒေလီအစင်ငါတွေဟာအမေဇုန်မြစ်ရဲ့မြေဝမ်းရေနဲ့ပိုင်းနေရာတွေမှာနေထိုင်ကျစားကြပါရည်ဒီငါတွေရဲ့မှာပါဝင်နေပိုင်းနေရာကအင်္ဂါစိတ်ပိုင်းတုတ်ခုကြောင့်သူတို့ဟာအရွေရပြီးသားသူတယောက်ကိုမူးမေ့တတိမေ့စီလောက်တဲ့အထိပြင်းတဲ့လျက်စစ်အားကိုထုတ်လွှင့်နိုင်တာပါလျက်စင်ငရှင်တွေဟာသူတို့ရဲ့လျက်စစ်ထုံနိုင်စွမ်းကိုသုံးပြီးတော့တားခေါင်ကိုမိမိသွားအောင်လုပ်ခါဖမ်းယူစားတော့ပါရီသူတို့တွေလူသားတွေကိုတိုက်ခိုက်တယ်ဆိုတာရှားတယ်ဆိုပေမဲ့မတိုက်ခိုက်တာတော့မဟုတ်ပါဘူး လူတချို့ကမတော်မဆလျက်စင်ငရှင်တွေကိုသွားကြိုက်မိတာကြောင့်ဓာတ်လိုက်ကြတာတွေရှိပါတယ်။ဒါပေမဲ့လျက်စစ်တဲ့ကြောင့်ဒိတ်ဆုံးတာမျိုးတော့မဖြစ်ပါဘူး။လူသားတွေကတော့အကျဉ်းချေရှော့ရိုက်ခင်ရတာဒါမှမဟုတ်မိုးမိတ်သွားလို့ရေထဲမှာနှစ်ပြီးတော့ဒိတ်ဆုံးသွားတာမျိုးပဲရှိပါတယ်။ဒီငရှင်တွေဟာအလျား၆ပေကနေ၈ပေထိကြီးထွားရှည်လျားပါတယ်။နံပါတ်1အစေရှိတဲ့ပါပရိသတ်တို့အမေဆုံးတို့တော်ရီကိုသွားမေဆိုရင်တော့ အရှောင်းရဲတဲ့ဖားလေးတွေကိုမြင်ရကောင်းတွေ့ရကောင်းနိုင်ပါ ರಿ အဲ့ဖားတွေကိုအစိတ်ဖားလို့ခေါ်ပြီးတော့သူတို့တွေဟာမိုးတစ်တော်တွေမှာအများဆုံးနေထိုင်ကြဆားကြပါ ರಿ ဒီအရှောင်းရဲတဲ့ဖားလေးတွေဟာအလွန်မင်းစိတ်ပြင်းပြီးတော့သူတို့ရေပြားကနေပြီးတော့ဧကလီအစိတ်တွေကိုထုတ်လုပ်ပါ ರಿ အဲ့စိတ်တွေများပြားကိုသာထိမိမေဆိုရင် ပရိသတ်တရားမိနစ်နင်းငယ်တွင်မှနှလုံးရှက်သွားနိုင်ပါ၏။အဖာမျိုးစိတ်ထင်မှမှရွှေအုံရောင်အစိဖားတွေကအစိပြင်းဆုံးဖြစ်ပါ၏။အဖာရဲ့ခနာကိုယ်ထဲမှာလူစရလောက်ကိုတတ်ဖို့လုံလောက်တဲ့အစိတွေပါဝင်နေလို့ဆိုပါ၏။အမေဆုံးမိုးတစ်တော်ထဲမှာတော့ဒီဖားတွေကိုစိန်တော်တွေရှီကန်တွေရွှတ်ကန်တွေနဲ့စမ်းချောင်းနေနာမှာရှာတွေ့နိုင်ပါ၏။အဖာရီဟာအစိရှိတဲ့တတဝါတွေဖြစ်တဲ့ပရက်စိတ်တွေကင်းချိန်များတွေနဲ့ခြားတွေကိုစားသုံးတာကြောင့်အခုလိုစိတ်ပြင်းလာလို့ပညာရှင်တွေကသုံးသက်ကြပါ၏။ နံပါတ်၁အမေဇုန်ကင်းချေများဒီကင်းချေများတွေကိုအဝါရောင်ကင်းချေများတွေလို့လည်းခေါ်လို့ရှိပြီးတော့အမေရိကတောင်ပိုင်းဒေသတွေမှာအများဆုံးတွေ့ရပါတယ်အကင်းချေများတွေဟာကမ္ဘာပေါ်မှာအကြီးဆုံးကင်းချေများမျိုးစိတ်တစ်ခုဖြစ်ပြီးတော့အရန်ကုန်မှာတိုက်ခိုက်တတ်တယ်လို့သိကြပါတယ်ဒီကင်းချေများတွေဟာဆယ်လက်မကနေဆယ်နှစ်လက်မအထိကြီးထွားနိုင်ပြီးတော့အမေဇုန်တောအုပ်ရိအန်ရဲ့ရှိဆုံးတံတားတွေပါအကောင်နေဟာသူတို့ကိုက်လိုက်တဲ့တလိဆယ်မှန်သမ ्या ကိုတိတ်ဆုံးစေနိုင်ပါ ರೀ သူတို့ဟာအင်းဆက်တွေပင့်ကူတွေငှက်သေးစားလေးတွေ တောက်တဲ့တွေဖားတွေကြက်တွေမွေသေးလေးတွေနဲ့လင်းတို့တွေကိုတောင်မှစားသုံးကြပါရည်သူတို့ဟာသူတို့ရဲ့ခနာကိုနဲ့သားကောင်ကိုပတ်ပြီးတော့သူတို့သားကောင်ကိုရှင်လက်လက်စားသုံးကြပါရည်ဒီကင်းချေများတွေရဲ့အဓိကလက်နဲ့သူတို့ရဲ့ခြေထောက်တွေဖြစ်ပါရည်သူတို့ဟာသားကောင်ရဲ့ခနာကိုကိုသူတို့ရဲ့ချွန်လာတဲ့ခြေထောက်တွေနဲ့ဖောက်ပြီးတော့သွေးကြောတွေကိုအလုံးအမင်းပြင်းတဲ့နဲ့အစိတ်တွေကိုထုတ်လွှတ်လိုက်ပါရည်သူတို့ဟာလူသားတွေကိုမစားပေမဲ့အဲ့ကင်းချေများတွေကြိုက်တာခံနိုင်ရပြီဆိုရင်တော့လူတွေဟာနာကျင်တာဖျားနာတာနဲ့အားနေတာတွေဖြစ်နိုင်ပါရည် အသက်လေးနှစ်ရွယ်ကလေးတူအားကင်းချီများရဲ့အစိတ်ကြောင့်တိတ်ဆုံးခဲ့ဘူးရဲဆိုရဲမှတ်တမ်းတစ်ခုလည်းရှိပါသေးတယ်။ကဲပရိသတ်တို့ဤဗီဒီယိုထဲမှာတော့အမေဆုံမိုးတစ်တော်တွေကအန်နီယယ်ရှိသောတိရိစ္ဆာန်တွေအကြောင်းကိုပြောပြပေးသွားခဲ့တာပါ။ပရိသတ်တို့ရောဘယ်တိရိစ္ဆာန်ကိုကြောက်ဆုံးပါလဲ။ကွန်မန့်လေးထဲမှာဖြည့်ခဲ့ပေးပါဦးနော်။အခုလောဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။